ရခိုင်ပြည်မောင်တော်မြို့နယ်ကအသက်၅နှစ်အောက်ကလင်းငယ်အများစုဟာမိသားစုစားဝတ်နေရေးအဆင်မပြေမှုတွေကြောင့်အာဟာရချို့တင်မှုတန်ကုန်ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ကုညင်ကေဆေးရဲ့လုံးနယ်သူတွေစီကသိရပါတယ်။စပေးဆောင်စခန်းတွင်နဲ့မွတ်စလင်ကျင်းရွာတွင်မှပြန်များအပြင်ကလေး၃ယောက်ရှိတဲ့အထက်ကတယောက်ဟာအဟာရရှုတဲ့မှုလက္ခဏာကိုတွေ့ရတယ်လို့စပေးဆောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့အမျိုးသမီးတယောက်ကဆိုပါတယ်။ ာရဲ့ကော်မတီကလည်းဇာကားလေးဆိုပြီးစီဘတ်တောက်ရဲ့နာမည်ဆက်တွေခက်ခဲရဲ့ရီဘရော့ကတိဖိုင်မယ်နော်ရီဘရော့ကတိဖိုင်လာကြတာတဆောင်းနေပြီရီဘရော့ကတိကိုဒီပူပနိုင်ဖို့စီဒီကိုကိုဝိမဟိပါမယ်နော်ရီဘရော့ကတိကနေအရှိစောတမြခံနိုင်ဖို့မဟိအော်ဒါတွေကိုစောက်တယ်စောက်ရဆိုပြီးအရှိတဲ့ဖြစ်ဖြစ်နဲ့ကွန်ပလီလီပနာ န်နီနီဘောဘောဒီဘီဝန်ဒီဖော်လာတော့နမ်လေနော်ဒီအားရရှိတဲ့ဆိုတော့ခင်ဗျတို့ရောက်ရှိလာကတဲ့စပယ်ဆောင်တွေမှာအကူအညီရရှိမှုနေပါတာအလောက်အကင်ရှာပါတာကုံစင်းနှုတ်အစမတန်မြင့်တက်တာတွေကြောင့်စာဝတ်နေရဲ့အကြက်တဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်အဲ့ဒီလိုအကြက်တဲတွေကြောင့်ထမင်းအသားငှားတွေကိုဝါဝါနေနေမစားအောင်နိုင်တဲ့အပြင်အဟာရပြည့်ဝတဲ့တခြားမုံပဲတရေစာတွေကိုလည်းမကျွေးနိုင်တာကြောင့်စပယ်ဆောင်ကလင်းငယ်တွေမှာအဟာရချိုးတင်လာတာဖြစ်တယ်လို့စပယ်ဆောင်တွေကပြောကြပါတယ် အဟာရချို့တရတဲ့အဓိကအကြောင်းအရင်းမှာအစာအတော့ကောင်းကောင်းမစားရတာဖြစ်ပြီးစားတဲ့အစာဟာအဟာရလုံလောက်မှုမရနိုင်ရင်အဟာရချို့တဲမှုကိုဖြစ်စေတယ်လို့သိရပါတယ်။အဲ့ဒီလိုဖြစ်လာခရင်အစီတွေဆုံချုံတာအသက်ရှူရခက်ခဲတာသွေးဖြူဥတွေဆုံချုံပြီးတော့ကိုယ်ခံအားအနည်းလာတာစားတဲ့လက္ခဏာတွေပြတယ်လို့လဲဆေးဝါးကျွမ်းကျင်သူတွေကပြောကြပါတယ်။ မောင်နှောမျိုးနယ်ကစစ်ပေးဆောင်တွေမှာအရေပြားရောဂါဝေဒနာတွေကိုခံစားနေကြရပြီးတော့ဆေးဝါးစရဲ့မြင်မှားမှုတွေကြောင့်ဆေးကုသဖို့အခက်အခဲတွေရှိနေကြပါတယ်။ မောင်တော်မြို့နယ်ဟာလက်တလုံးမှာမိုင်းရှင်းလင်းနဲ့နေရဆွန့်ခွာသူတွေကိုပြန်လည်နေရာချထားရဲ့အတွက်လုံးနေတဲ့ကာလဖြစ်ပါတယ်။အဲ့ဒါတွေကိုနိုင်ငံတကာအဖွဲ့တွေနဲ့အရက်ဖတ်အဖွဲ့အစည်းတွေကလည်းကုညီမှုတွေနေပါတာကြောင့်ဒေသခံတွေမှာစောင့်ဝတ်နေရပို့ပြီးတော့ຈັດတင်းနေကြတယ်လို့သိရပါတယ်။တဖက်မှာလည်းအာဟာရချို့တင်မှုတံကိုကလင်းငယ်တွေအပြင်ကိုွန်ဆောင်မီးခင်တွေနဲ့တက်ကြီးရွေအိုတွေလည်းခန်းစားနေကြပြီးတော့အာဟာရချို့တင်မှုတွေကြောင့်တက်ကြီးရွေအိုစပေးဆောင်တချို့မှာအသက်အသေးဆုံးမှုအထိရှိလာနေပါတယ်။ ကလေးစံငယ်တွေရဲ့အခွင့်အရေးဆိုင်ရာဥပဒေမှာကောင်းမွန်တဲ့ပတ်ဝန်းကျင်ပျော်ရွှင်စရာကောင်းတဲ့နေရာ အစာအာဟာရပြည့်ဝမှုလွတ်လပ်မှုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိစွာနဲ့နေထိုင်ရမယ်လို့ပါရှိပေမဲ့ပဋိပက္ခဖြစ်ပွားရာဒေသကကလေးငယ်တွေမှာအဲ့ဒီအခွင့်အရေးတွေကိုဆုံးရှုံးနေကြရပါတယ်ရှင်။